ရေဒတ်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရှင်ညင်ချင်ရေစကားဝိုင်းဆွေးနွေးပွဲကိုနေပြည်တော်မှာ၃ရက်ကြာပြုလုပ်မှာဖြစ်ပြီး Bluetooth ရွေးချယ်ထားတဲ့ NND ပါတီကိုအနာပြန်လွှဲနိုင်ရေးဆွေးနွေးမယ်လို့သိရပါတယ် NSPNC EOA တွေနဲ့နိုင်ငံရေးပါတီတို့သုံးဖွဲ့ဆိုင်ပါဝင်တဲ့ Peace.2025 ညင်ချင်ရေစကားဝိုင်းဆွေးနွေးပွဲကိုနေပြည်တော်မှာ၃ရက်ကြာပြုလုပ်သွားမယ်လို့သိရပါတယ် အနေနဲ့ချင်းစကားဝိုင်းဆွေးနွေးပွဲကိုအခုမဆ24ရက်နေ့မှာမဆလာ26ရက်နေ့အထိတဝရတိုင်းနေပြည်တော်မှာရှိတဲ့ MICC2 မှာကျင်းပတော့မှာဖြစ်ပြီးမြေရှမ်းနဲ့နိုင်ငံတော်တစ်စီတို့ခေါင်းစဉ်နဲ့ခန္ဓာအလိုက်တက်တိပညာရှင်တို့ကပါဝင်ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ဆိုထားဖြစ်ပါတယ် peace. 2025ညင်ချင်ရေးစကားဝိုင်းကိုပြည်တွင်းမှာရှိနေကြတဲ့ EWS အဖွဲ့၅ဖွဲ့နိုင်ငံရေးပါတီကပုံကိုယ်ရင်းနဲ့အမျိုးသားဈေးလုံးညညရင်းနဲ့ညင်ချင်ရေးဖော်ဆောင်မှုကော်မတီ NSPNC ကတာဝန်ရှိတဲ့ပုံကိုယ်ရင်းနဲ့ရခိုင်ကညင်ချင်ရေးဆွေးနွေးပွဲကိုတက်ရောက်လှောက်ဆောင်ခဲ့ဖို့တဲ့ပုံကိုယ်ရင်းစုံလင်စွာတက်ရောက်ဖို့ရှိတယ်လို့လည်းသိရပါဗျ။ ဒါကနာဇကအစိုးရအဖွဲ့တက်တန်း၄နှစ်တက်ကာလအတွင်းမှာဖြစ်ပေါ်လာတဲ့တက်ဆိုင်ရတဲ့ဘက်ကန်းတာအတတီကပုံကိုယ်တွေပါဝင်တက်ရောက်ဖို့ရှိနေတယ်။ peace.2025 ငင်းချိုင်းရစ်ကဝိုင်းဆွေးနွေးပွဲပါပဲ။ဒီစကားဝိုင်းမှာ NSPNC ကတာဝန်ရှိသူတွေပါဝင်မယ်။ EOA တွေပါမယ်၊နိုင်ငံရေးပါတီတွေပါမယ်၊ငင်းချိုင်းရမှာဟိုးရခင်ကလေးကထက်ထက်ဝဝင်ဆောင်ရွက်ခဲ့တဲ့သူတွေပါမယ်။တက်သည့်ပညာရှင်တွေပါမယ်။နောက်တစ်ခါတိုင်းရင်းသားအဖွဲ့အစည်းတွေထက်ကဖိတ်ရှားတဲ့တိုင်းရင်းသားအဖွဲ့အစည်းလည်းပါမယ်လို့အသိရပါတယ်ဟု peace. 2025 Nature Science Gala ကိုတက်ရောက်ခဲ့တဲ့တက်သည့်ပညာရှင်တယောက်ပြောဆိုထားဖြစ်ပါတယ်။ကြတဲ့ရခုရပိုင်းကျောင်းမှာကျင်းပခဲ့မယ် Peace 2025ရင်းချရေးစကားဝိုင်းမှာ group နှစ်ဖွဲ့ဖွဲ့ပြီးတော့ဆွေးနွေးတော့ဖို့ရှိနေတယ်လို့သိရပြီးအဲ့ဒီ group တွေကတော့နိုင်ငံရေးကဏ္ဍဆွေးနွေးမှုနဲ့နောက်တစ်ခုကတော့စီးပွားရေးနဲ့လူမှုရေးကဏ္ဍဆွေးနွေးမှုတို့ဖြစ်တယ်လို့သိရှိရပါတယ် နေပြည်တော်မှာကျမပြုလုပ်မဲ့ Play Store 2025ရင်းချဲရေးစကားဝိုင်းကို NSPNC EU တွေနဲ့နိုင်ငံရေးပါတီ၃ဖွဲ့ဆက်အဖွဲ့အစည်းတွေအပါအဝင်တရိတ်မီဒီယာအဖွဲ့အစည်းတွေလည်းတက်ရောက်မှာဖြစ်ပြီးအဖွဲ့အစည်းပေါင်း120ခန်းကတက်ရောက်ကြဖို့ရှိတယ်လို့သိရပါတယ်။အကြောင်းရဲ့ဒစ်စပင်းမှုကျွန်မပဲကြားနာကိုပြောပါရှင်။အဘေနာဆုအတွေ့အတွေ့ကျေးဇူးတင်ရှိပါရှင်။